စကိုင်းတိုင်းကတခရိုင်ဗန်းမောင်မြို့နေမှာစကစလက်အောက်ခံဒီလေချောင်းကကစင်ဘုံကျဲတိုက်ခိုင်ရင်တော်လိုင်းတက်တွေရှိရနေရအထိတို့ခါလာတာကြောင့်ထိတွေ့မှုတွေဖြစ်ပွားခဲ့ကြောင်းဗန်းမောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ15ရက်မနေ့ကမနက်ပိုင်းမှာဝိုင်းတွဲလေရင်နဲ့ဘုံတိအလုံး60နီးပါးကိုတော်လိုင်းတက်တွေရှိရစီကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် တော်လဟိတက်ဒီထင်းချုပ်ထားတဲ့နတ်တလာစခန်းကုန်းနာအထီအဆက်နေတက်ဒီတိုးကတ်လာခဲ့ပြီးတရုံးဒီနဲ့ချင်းကတ်လာတာကြောင့်တော်လဟိတက်ဒီကပြန်လည်ခုခံခဲ့တာဖြစ်ပါတယ်အဆက်နေနဲ့စကားစပူပေါင်းကတာခရင်တရင်လေးအပါဝင် PDF တရင်တွေနဲ့ P2 ကာကွယ်ရေးအဖွဲ့တွေကခုခံခဲ့ကြတာဖြစ်ပြီးစကားစဘက်ကဖြည့်ဆီးဆုံးယုံမှုတွေရှိကြောင်းသိရပါတယ်ဒါအပြင် SNN နဲ့စာကားဆရဲ့တရုံထုံးစင်းကိုလည်းတော်လင်းရေးတပ်တွေရရှိခဲ့ပါသေးတယ်။ကျွန်တော်တို့တပ်ကနယ်မြေခံတရင်ဆိုတော့အဓိကပေါ့ဗျာ။တရုံတီရတာကဒီတိုင်းမကွဲလို့ပါ။ကျန်တာတော့ထိုးထိုးထိုးပြောစရာမရှိပါဘူးလို့ခတာခရိုင်တရင်လီတာဝန်ရှိသူကပြောထားပါဗျာ။